ကယ်ရမီအင်းမြတ်သူလေးစားဆောင်ဖြစ်ဖြစ်ခေါ်ပါရယ်မိလာပါမမိလာပါရှင်အာဖေးသေးတဲ့အောင်နေနေပေါ့နော်မိန်းကောင်းလေးတွေမေ့ချင်လို့ပါဘာလို့ဆိုတော့ဒီမတန်မရာရှိမိဆက်ကလေးရာစပြီးတော့အာကိုနေတုံးနဲ့ဖွေးဆိုရဲဟိုဟာစကားကြီးကဘလောက်ကောင်းလဲဆိုတာပြောဝင်ရပြီရှေ့မှာလည်းလုပ်ဖို့ပေါ့နော်ဖန်တီးခဲ့ပြီလည်းအများကြီးပဲဆိုတော့အကောဒီကားလေးကိုပေါ့နော်အာလက်ခံကျွန်တော်တို့ဒီ production အသေးဒါဒါအသေးဒီဥဆောင်အသေးတွေနဲ့လှုပ်တွဲလုပ်ရတဲ့အချိန်မှာ သိလင်ပွေတွေလည်းရရှိသလိုဟိုပြိတ္တတွေလည်းဟိုအစမ်းတိလေးဖြစ်မယ်ဆိုတဲ့ရည်ချက်ပေါ့နော်နောက်တစ်ခုကတော့ဒီကကဒီဇက်ကကျွန်တော်တို့နှစ်ယောက်လုံးရဲ့အသက်အရွယ်နဲ့လိုက်ပြတဲ့ဇက်ကဖြစ်နေတာတကြောင်ပေါ့နော်ဆိုတော့အဲဆိုတော့ကျွန်တော်ကကလေးရှိတယ်ပေါ့လေအဲအဲ့လိုပေါ့ကလေးရှိတယ်မိမရှိတယ်ပေါ့အဲဆိုဒီဇက်ကကျွန်တော်နဲ့လည်းအရန်လိုက်ပြတယ်နောက်တစ်ခုကကြတော့ဒီဇက်ကောင် ်လည်းဇယုတ်ကကြတော့အရင်ကြီးထူးထူးဆန်းတဲ့ဇက်ကမဟုတ်ဘူးဆိုရင်လည်းဒီတင်ပြမှုပုံစံနဲ့ဇက်လမ်းဖွဲ့စည်းမှုပုံစံလေးရတာပြည့်တဲ့အတွက်အများကြီးအကျိုးရှိမဲ့ဇက်ကလေးဖြစ်နေရအောင်ကြောင့်ဒီကားလေးကိုလက်ခံပြီး ာပူတွေပြီးတော့အာပူနေတုံးနဲ့ဖွေးနေပေါင်းဆက်ပြီးတော့ဖန်ပြီးမဲ့ဒီယုံကြီးကားကြီးကပေါ်လာမဲ့တယုံဆောင်ချက်တွေကိုတော်ဖို့ပေါ့နော်အာဒီကအတန်မရာကိုစိတ်ဝင်စားတဲ့ပေးသက်တွေအတွက်ကိုဗာလေးများပြောပေးချင်သေးလို့ရှင်ဖွေးပြာဝန်းတာလဲဆိုတော့ဒီမော်ရုပ်ရှင်ထုတ်လုပ်ရေးအစ်စ်ပေါ့နော်ဒါပေမဲ့ဖွေးလို့လူပညာရှင်တွေကို ုရှင်မိတ်ဆက်တဲ့ပွဲလုပ်ပြရဆိုတာရှားရှားရပေါ့နော်အဲ့တွဲလည်းဒီမော်ရုရှင်ထုတ်လို့ရင်းထွက်ပေါ်လာတာဖြစ်အရင်ဟိုဝတ်တာပြီးပြီဖြစ်မိရဲ့ဒီအတုညာသမားကြီးအားလုံးအတွက်ပေါ့ပေါ့နော်ပြီးတော့မိတ်ဆက်ကလည်းဟိုသူကိုယ်တိုင်လိုအောင်မြင်ပြီးသားဒီသူတညာမလေးမနေ့စီလိုပါလို့ねအောင်မြင်ပြီးသားဆိုတော့ဖိနဲ့အခုဆုံးတော့ပရိုမစ်ဆိုတော့ရပြောပါတယ်ကိုနေတော့ကနာပြောတဲ့အတိုင်းပဲဖိုရိုမီယောဟိုအောင်မြင်ခဲ့တဲ့မတ်စတုန်းတွေရှိခဲ့ ော့ဒီကားမှာပူပြီးတော့ကြိုးစားရမယ်လို့လည်းစိတ်ထဲမှာဖြစ်နေပါတယ်ကြိုးစားပါဦးမယ်ဝန်ထရီထောက်တော်လည်းပေါ့နော်ဝန်ထရီချုံတော့အခသည်မျိုးပြောထားတယ်မြန်မာကမတက်ဘူးပေါ့နော်ခွေရတခြားကတည်းကမခွေရနေဘယ်လိုမျိုးလဲဆိုတော့ပြောရအောင်အခုကပြန်တင်မှာပြန်တင်မင်းပါအဲ့လိုပြောတာဟုတ်ကဲ့ဆိုတော့ပထမဆုံးလိုက်တယ်ဆိုတော့ဟိုဝင်းတပီရောတကယ်လက်ကြောက်တယ်ပေါ့နော်အခုကကိုယ်မကြောက်အောင်ဟိုပြောရမှာပေါ့ တွဲခေါ်အောင်ပါဗောကျောင်းတော့လေဒီကားကကိုဘာတွေများပြင်ဆင်ထားတာလေးရှိကြအောင်ပြီးတော့ကိုအမောင်းနဲ့တွဲဖက်ပြီးပါဝင်ပွင့်ရတဲ့အခါကိုရဲ့စိတ်ခံစားမှုတွေပေါ့ဟုတ်ကဲ့ရှင်ကိုကိုအမောင်းတို့နဲ့အရင်ကတည်းကကိုချစ်ခင်ရတယ်ကိုအားကြခဲ့ရတယ်တကယ်နာမည်ကြီးအရန်ကိုမြန်မာနိုင်ငံမှာထိတ်တန့်အမှုပညာရှင်ဖြစ်တဲ့အတွက်ကြောင့်အရန်ကိုချစ်ခင်တဲ့စိတ်လေးနဲ့ဟိုကြောက်တာတကြောင်ပေါ့နော်ကြောက်ပေမဲ့လည်းညောနေအောင်ကိုချစ်တဲ့မင်းသားမင်းသမီးတွေဆို ိုက်ခွင့်ကြောင့်ဖြစ်ရင်လည်းမခွင့်ရလည်းပြောပါရစေ။ဒီမှာလေးမကြောက်နဲ့အတူတူအကောင်းဆုံးကြိုးစားကြမယ်။ဟိုတခြားလေးလေ့ကျင့်ပြီးတော့မှလည်းရိုက်ကြမယ်ပေါ့နော်။အကောင်းဆုံးနေဖန်တီးမယ်လို့လည်းပြောတဲ့အတွက်ပြီးတော့ကီလိုဝယ်စကားလို့လည်းလက်ခံပြီးတော့တကယ်ကိုကျေးဇူးများကြီးတင်ပါတယ်ရှင်။ကီလိုဟိုကြောက်လို့တော့ကြာပြီရက်တွေဆိုအိတ်မပြောဘူး။